ိုက်ကမြာမာလို့ပြီးပြီးသူဆုံးပါရှိပါစိတ်နဲ့လဲညို့ပြစေရဒီပုံကတော့1995မှာဘိုးတော်ဖရာလက်ထက်အမရပူရာကိုရောက်ရှိခဲ့တဲ့ဗြိတိသျှတန်တမာမိုက်ကယ်ဆိုင်းစ်က ဘိုးတော်ဘုရားရဲ့ကရဝိတ်ဖောင်တော်ကြီးကိုမှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်။ရွှေဖောင်တော်ကြီးဟာလျာပေ150ကျော်ရှိတယ်လို့သိရကြောင်းအဝေးကမှန်ပြောင်းနဲ့ကြီးကွင်ရခဲ့ပြီးတစည်းလုံးရွှေဘိန်းချထားကြောင်းဘရင်ပိုင်ဆိုင်နဲ့လှေဖောင်များစွာနဲ့အကြီးဆုံးအခမ်းအနားဆုံးဖြစ်ကြောင်း Science ကသူ့ရဲ့မှတ်တမ်းမှာဖော်ပြထားပါတယ်။ မြမရိုးရာပရပိုက်ဆွဲပုံများမှာလဲကရဝိတ်ဖောင်တော်ကို အခုလိုရေးဆွဲဖော်ပြထားပါတယ်။ khali nga mi nyin nyin tan si ju be ya win she ကရဝိဖုံတော်ကိုတိဆောက်ချင်းအဆောင်များတင်ခြင်းမှန်စီရွှေချခြင်းခဲမဖြူအုပ်ချုပ်များမိုးခြင်းစတဲ့လုပ်ငန်းဆောင်တာများကိုလည်းမိန့်တော်များမှာတွေ့ရပါတယ် မင်းတို့မင်းစီနေတဲ့ကရဝိတ်ဖုံတော်ကိုလော်ကားတော်လေတော်အများချမ်းရံပြီးကျုံးတော်ကိုလက်ရရိတ်လှဲ့ကမြို့သိမ်းဘွဲခံခဲ့ကြအောင်တီဘောမင်းရဲ့မြို့သိမ်းဘွဲနဲ့အရှိမှန်ကြောင်းတင်လူဘွဲတို့မှလည်းကရဝိတ်ဖုံတော်ကိုအသုံးပြုခဲ့ကြအောင်ဂုံးပေါင်စေမဟာရာဇဝင်တော်ကြီးမှဖော်ပြထားပါတယ်။ မန္တလေးကိုဗြိတိရှားတို့သိမ့်ပိုက်ပြီးမှတော့ကရဝိတ်ဖောင်တော်ကြီးကိုကျုံးရဲ့အရှိမြောက်တောင်မှာအခုလိုတွေ့မြင်ရပါတယ် ဗြိတိရှာအထက်မြန်မာပြည်သိမ်းတပ်ဖွဲ့ရဲ့1886 89မှတ်တမ်းပုံတွေမှာတော့ဖောင်တော်ကြီးရဲ့ဥပိုင်းဟာရေမာစတင်နှိမ့်မြုပ်နေပြီးဖောင်တော်မှာဂျင်မခန္ဓာကလပ်ဆိုင်းဘုတ်ကိုလည်းတွေ့ရပါတယ်။ဒီဖောင်တော်ကြီးကိုငွေကြေးစိုက်ထုတ်ပြုပြင်ထိန်းသိမ်းလိုသူမရှိတာကြောင့်ဗြိတိရှာအာဏာပိုင်တို့ကရောင်းချလိုက်ကြောင်းလဲမှတ်တမ်းမှာဖော်ပြထားပါတယ်။